ကျွန်တော်မှလေမင်းကလေးချင်းဖြစ်နေလို့ဆိုပြီးတော့အဝတ်စားဆိုလည်းမထက်စေရဘူးကို့ထားခဲ့မှာဆိုလို့ကို့ဒီနွားကြီးကိုထားခဲ့မှာဆိုလို့သူများတို့လည်းလက်ဥပါတာလည်းမဟုတ်ဘူးလီးပါတာလည်းမဟုတ်ဘူးဆိုပြီးတော့နေ့တိုင်းဖင်ရပေးခဲ့တဲ့မိမနေ့တိုင်းဖင်ရပေးခဲ့တဲ့ကောင်မမိမရဲ့ကလဘေးလဘေးစားနေကကိုကိုကိုတော့မစီရမပြည့်ရတဲ့ นี่โอ้ก็เสียไปแกฉิโลลิงก็ท้าตั้วบ่กูไปบ่ายะก็ท้าตั้วบ่กูအလုံးဝမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မိမအချင်းချင်းယူထားပြီးတော့ဗောနော်ဒီမိမလှုပ်သူက သူ့ရဲ့ယောက်ျားမသိအောင်လို့ပတ်စံသိန်းတစ်ထောင်ကျော်မှာပြေးသွားတဲ့အဖြစ်ပြက်လေးပဲဗျသူ့ရဲ့ယောက်ျားကလည်းကျွန်တော်တို့ဒီနေ့ခေတ်အခေါ်ဝင်နေဆိုရင်ဘောပြပေါ့ဗျာနော်သူ့ရဲ့ယောက်ျားဘောပြကတော်တော်ကြီးကိုပောက်ကွဲနေပြီဗျသူ့ရဲ့ယောက်ျားကတော့သူ့ရဲ့မိမအောင်တော်တော်ကြီးကိုချစ်ပုံရတယ်ဗျာနော်စင်ထားတဲ့ရွှေတွေငွေတွေပေါ့နော်အကုန်လုံးဆိုရင်ပတ်စံသိန်းတစ်ထောင်ကျော်လောက်ရှိတယ်ဗျအဲ့ဒါကိုမှပြေးပြီးတော့ယူသွားလို့ပေါ့နော်အခုဆိုရင်မြေလန်ရှာနေပြီကဲတငယ်ချင်းတို့လည်းဘဒူမှလည်းဘဒူမှန်လဲဆိုတော့ကိုဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့ဆုံးဖြတ်ပေးပါအောင်ဗျာနော် ကျွန်တော်မှလေမင်းကလေးချင်းဖြစ်နေလို့ဆိုပြီးတော့အဝတ်စားဆိုလည်းမထက်စီရအောင်ကို့ထားခဲ့မှာဆိုလို့ကို့ဒီနွားကြီးကိုထားခဲ့မှာဆိုလို့တတော်တော်ချစ်မဲ့ပုံပဲနော်သူများတို့လည်းလက်ဥပါတာလည်းမဟုတ်ဘူးလီးပါတာလည်းမဟုတ်ဘူးဆိုပြီးတော့နေ့တိုင်းဖင်ရက်ပေးခဲ့တဲ့မိမနေ့တိုင်းဖင်ရက်ပေးခဲ့တဲ့ကောင်မကျွန်တော်ထားပစ်ခဲ့မှာဆိုလို့အလိုက်ဒီငွေစုံပုံလိုက် တိတော့ဆော့နေတာဒါရှိတာဘယ်တော့မှမကောင်းကြံရဲဘူးဒီကောက်မကြီးကခုထားခဲ့ပါဆိုလို့တိတော့တော့ခံစားနေရတယ်နော်နှောင်းနေရှိနေရမှာတော့လုံစားကင်စားရမှာမဟုတ်လို့အခုလို့အလုတ်သွားနေတဲ့ချိန်မှာကလေးလေးကြောင်းသွားနေတဲ့ချိန်မှာပြောတော့မိုးရွာရင်စိတ်ပူရအောင်မယ်တဲ့ဟုတ်လားသူ့အောက်မှာတင်ထားတာမိုးရွာရင်စိတ်ပူအောင်မယ်တဲ့ဖုံးတစ်ချက်မဆက်မျက်လုံးနဲ့ကသွေးထွက်တဲ့အထိကိုလှုပ်ကြွေးခဲ့တာနော်ဟောဒီကောက်မှာယူထားပစ်ခဲ့မှာဆိုလို့ ယ်အဆဆရရအကုန်လိုက်လှုပ်ပေးထားတာဆိုတော့တော်တော်တော့ချစ်မဲ့ပုံပဲဗျာနော်ဟဲ့မမပတိန်ဒီပဲပြေးမလဲပေါ့နော်မမပတိန်ဒီပဲပြေးမလဲဒီမှာလိုက်လာပြီသူ့အယုံလိုက်လာပြီလိုက်ပြီနော်မြေလမ်းရှာပြီည7နာရီထိုးပြီနော်7နာရီထိုးချိန်တော့ပဲပဲပြေးမလဲ အလောက်ပြန်လာတဲ့အထိမဆောက်ဘူးဘယ်ပြေးမလဲဟာရောက်ရောက်ပြီရောက်တော့မှာအဲအဲရောက်ပြီ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 သူ့အိမ်ရောက်ပြီသူ့အိမ်ရောက်ပြီဒီမှာသူ့အိမ်ရောက်ပါပြီလို့မမပသိမ့်သူအိမ်ရောက်ပါပြီသူရောက်တော့ဒီမှာမရှိဘူးကျွန်တော်ကအလောက်ကိုသွားနေတာပေါ့နော်ကိုကလင်မယားချင်း ဆိုပြီးတော့မပြောတာရှိသမျှရွှေတွေအကုန်ဝစ်သွားပြီးတော့အခုကျတော့ထွက်ပြေးနေတယ်ဒီမှာကြီးအိမ်မှာလည်းမရှိဘူး အိမ်မှာလည်းမရှိဘူးထွက်ပြေးရေမိုးချိုးပြီးရတယ်မှာအဲ့ဒါကိုသူ့အမကဖုံးဆက်ပြီးတော့ရက်စကန်တိုင်မယ်တဲ့ကျွန်တော်ကပြောတာသူစင်းသွားလို့လိုက်ခေါ်တာကိုဘာလို့ရက်စကန်တိုင်မှာလဲပေါ့အဲ့ရက်စကန်တိုင်မယ်ဆိုပြီးတော့ရဲတွေသွားခေါ်နေပြီအမကျွန်တော်ဖမ်းမိရင်လည်းပြောလိုက်ကြပါဦးကျွန်တော်မိမကျွန်တော်လာချော့တာကိုရဲတိုင်မလို့ဆိုပြီးတော့မှသွားခေါ်နေလေဒီမှာမမပသိမ့်သူအိမ်ရောက်နေပါတယ် ီမှာရေမော်တာအိမ်သာအကုန်လုံးလုတ်ပေးပြီးပြီအကုန်လုံးထောက်ပံ့နေတဲ့ဂျားတွေကမှအခုလိုကြီးသူပုံးနေတယ်ပေါ့နော်အခုလိုကြီးထွက်ပြေးသွားတယ်ကျွန်တော်အလုံးခရီးသွားနေချိန်ပေါ့နော်အခုလိုကြီးထွက်ပြေးသွားတာကြတော့မကောင်းဘူးပေါ့နော်တယောက်နဲ့တယောက်ကိုကျွန်တော်ပုံအော်ပြီးစင်ထားတယ်ဆိုတာကိုကြည့်နေခြင်းလို့လေကိုရှိမှကြည့်နေခြင်းလို့ဟုတ်တယ်မလားတိန်းတထောင်ကျော်ဖို့ဆိုတာခုခေတ်မှာရှာဖို့မလွယ်ဘူးလေကျွန်တော်နေမအိတ်ညမအိတ်နဲ့ရှာထားရတဲ့ပစ္စည်းတွေကျွန်တော်မိမအောင်စင်ထားတာကျွန်တော်ကြည့်ခြင်းလို့လေ ။ तू ကလှုပ်ရက်တယ်ဒီမှာကြည်အခုလို့ထွက်ပြေးတယ်ဒီမှာ။အိမ်မှာလည်းမရှိဘူး။နေလေရတော့အိမ်မှာရှိတယ်။စကားတွေပြောနေပြီးတော့ဟိုပါတယ်ထွက်ပြေးသွားတယ်ဗောနော်။အခုကျွန်တော်အိမ်လာတာဒီမှာတော့တော့တွေအကုန်လုံးနှစ်ထပ်သုံးထပ်ခက်ခဲတယ်။အဲ့လိုမျိုးကြီးမလုပ်ပါနဲ့။ငါမိမစိတ်ဆိုးတယ်ဆိုလာတောင်းမှန်လား။မိမရချင်တာပေးမှာ။အဲ့လိုမျိုးကြီးထွက်ပြေးသွားတဲ့ခါကျတော့မကောင်းဘူးလေပြောပြတာမကောင်းဘူးကိုက hello တော်တော်ချစ်မယ်နော်ကျွန်တော်ပြောရင်အလွန်ဖြစ်အောင်မယ်နော်ဒီမှာဒီအိမ်အပေါ်အောက်အမအကုန်လုံးကျွန်တော်လုပ်ပေးထားတယ်နော်ဒီမှာရေပုံပိုင်းငကောကသူတို့ဟိုမြောင်းရီချိုးတာငကောကသူတို့ဟိုမြောင်းရီချိုးတာအဲ့လိုမချိုးရအောင်ဟဲ့ဆိုပြီးတော့ဒီမှာသူ့သားလေးရှိလို့အကုန်လုပ်ပေးခဲ့တယ်မအကုန်လုပ်ပေးထားမှာဒါသူ့အိမ်မှာဒီမှာကလေးအတွက်စပိန်ပါညာဒီမဲ့ဒီမဲ့ပန်ကာအကုန်လုံးအကုန်လုံးလုပ်ပေးထားတာနော်ပန်ကာရှိသမျှပစ္စည်းတွေ အကုန်သေးတာအကုန်သေးတာကျွန်တော်အဆိုးကျွန်တော်အဆိုးပြောကျင်ကြတာကြည့်အမကြည့်အမကြည့်ဒါအိမ်သားရေအကုန်ပြည့်စုံအပြည့်စုံလုတ်ပေးထားတဲ့ဂျားတွေရမလိုအပ်တာလည်းဖြည့်ပြီးပေးထားတယ်ဒီမှာဒါသူ့အဝတ်တွေနော်သူ့အဝတ်လျှော်ပြီးတော့မှဒီမှာထွက်သွားတယ်ဒါသူ့အဝတ်တွေသူ့အဝတ်လျှော်ပြီးမှထွက်သွားတယ်ကျွန်တော်လာတာတွေ့လို့ထွက်သွားတယ်ဒီလိုဒီလိုမျိုးမလုတ်တင်ရ မလုတ်ရဘူးပေါ့နော်ဟယ်လိုမင်္ဂလာပါမင်္ဂလာလည်းမရှိတော့ပါဘူးခုနှစ်ချက် ျွန်တော်ပြောသူကလေငွေရဲ့ဒဏ်ကိုမခံနိုင်တာကုသူ့ကိုဆင်ထားတဲ့သိန်းတစ်ထောင်ကျော်ဘူးဆင်ထားတာကလက်ကောက်ကသူ့ကိုမွေးနေ့ပေးတယ်ကျတဲ့ပစ္စည်းပါညာကတော့လက်စွပ်စွလဲလေးကားခွေးနော်သူဟိုတစ်ခါပြန်တော့လဲသူရောင်းပေးလိုက်တယ်ဟမဒီအိမ်ဒီဘက်ချင်းသူသားပောင်ထားတာကျွန်တော်ရွေးပေးခဲ့တယ်ကိုယ်တိုင်ရှာနိုင်တာပဲနော်ရွေးပေးခဲ့တယ်လူကရွှေဥတလုံးတလုံးကိုသူမယူခြင်းဘူးသူသားလာစားသမင်းဘိုးကြီးလာတိုင်းထောက်ပတ်နေ အကုတ်လိုအပ်တာကိုမြင်ပေးတယ်ဒါဝမှသူကတနက်စားညံလောက်သွားတယ်ကျွန်တော်အလုတ်သွားတဲ့ချိန်ကမှထွက်ပြေးသွားတယ်ကျွန်တော်ဘက်ကအာနယ်ချက်တွေရှိခဲ့ရင်လောက်ရလိုက်တာနော်ဒါလိုက်လာတာနော်အခုဒီမှာအကုန်လုံးပိတ်ထားတယ်အကုန်လုံးပိတ်ထားတယ်အကုန်လုံးပိတ်ထားပြီးတော့မှသွားတယ်နော်ဒီမှာကြည့်အကုန်ပိတ်ထားတယ်ကျွန်တော်မှလေမင်းကလေးချင်းဖြစ်နေလို့ဆိုပြီးတော့ အဝိစားဆိုလည်းမထက်စီရဘူးကို့ထားခဲ့မှာဆိုလို့ကို့ဒီနွားကြီးကိုထားခဲ့မှာဆိုလို့သူများတို့လည်းလက်ဥပါတာလည်းမဟုတ်ဘူးလီးပါတာလည်းမဟုတ်ဘူးဆိုပြီးတော့နေ့တိုင်းဖင်ရက်ပေးခဲ့တဲ့မိမနေ့တိုင်းဖင်ရက်ပေးခဲ့တဲ့ကောင်မအင်းကျွန်တော်ထားပစ်ခဲ့မှာဆိုလို့အလိုက်ဒီငွေစောပုံလိုက်တစ်တော့ဆော့နေတာဒါရှိတာ ဘယ်တော့မှမကောင်းကြံရဘူးဒီကောက်မကြီးကခုထွားခဲ့ပါဆိုလို့ဘယ်ငွေနှောင်းနေရှိနေရမှာတော့တော်တော်ချစ်ခဲ့တာနော်မော်လုံးအခုလို့အလုတ်သွားနေတဲ့ချိန်မှာကလေးလေးကြောင်းသွားနေတဲ့ချိန်မှာပြောတော့မိုးရွာရင်စိတ်ပူရအောင်မယ်တဲ့ဟုတ်လားသူ့အကောက်မှာတင်ထားတာမိုးရွာရင်စိတ်ပူအောင်မယ်တဲ့ဖုံးတစ်ချက်မဆက်မျက်လုံးနဲ့ကသွေးထွက်တဲ့အထိကိုလှုပ်ကြွေးခဲ့တာနော်ဟောဒီကောက်မှာယူထားပစ်ခဲ့ပါဆိုလို့အခုလို့လိုင်းဘောတက်ပြီး ဖြည့်ရှင်းနေရတယ်ဆိုတာကလည်းသူထွက်မလာလို့ပါနော်သူထွက်မလာလို့ပါသူထွက်လာရင်ပြီးပြီအခုကသူ့အိမ်ကိုရောက်နေတယ်သူ့အိမ်ကိုရောက်နေတယ်သူရေချိုးသွားတယ်ဘုတ်တွေလန်းသွားတယ်ဟိုမှာကွန်ဂျင်လည်းရှိတယ်အိမ်မှာဟိုပါသွားတယ်ပစ္စည်းတွေအကုန်ပေါ့နော်အကုန်အိမ်ကျွန်တော်ရန်ကုန်အိမ်ကဓာတ်တွေအကုန်ဖက်နှက်တွေအဲ့ဒီကျန်တာမပြောနဲ့ဟင်းလီဓာတ်မှမကျန်အကုန်လုံးသူတည်သွားပါတယ်တည်သွားတာကို အပြစ်ပြောတာမဟုတ်ဘူးကျွန်တော်အာကျွန်တော်မှားခဲ့ရင်ကျွန်တော်လာချော့တယ်ဟိုမှာကျွန်တော်ကလာချော့တယ်အခုဟာကကျွန်တော်လည်းမမှားဘူးရန်လည်းမဖြစ်ဖဲနဲ့သူဟာနဲ့သူအကုန်ယူပြီးတော့မှပြန်သွားတယ်ထွက်သွားတယ်ပေါ့နော်အကုန်ယူပြီးထွက်သွားလို့ကျွန်တော်ရှင်းပြရခြင်းဖြစ်ပါတယ်လိုင်းမော်တက်ပြီးတော့မပြောချင်ပါဘူးကျွန်တော်စောင့်ပါတယ်နှစ်ရက်သူပြန်လာလို့ပြန်လာလို့ကျွန်တော်ကိုဆက်သွယ်လို့ဆက်သွယ်လို့သူမဆက်သွယ်ပါဘူးဟိုကတော့နောက်တစ်ယောက်နဲ့တာပါသွားရင်တော့ ွားပဲเนาะမိမရဲ့ကလည်းဘေးလည်းဘေးစားနေကကိုကိုကိုတောင်မစီရဲ့မပြည့်ရဲ့နေကစေဘေးကချစ်လို့လေငါ့ကိုထားသွားဖို့မဟုတ်ဘူးမိမရဲ့ငါ့ကိုထားသွားဖို့မဟုတ်ဘူးအခုကတော့ဘာကပြတ်နေတယ်တိလားတောင်ပေါ်မှာကပြတ်နေတယ်အဲ့တော့ ခုံးတစ်ချက်မဆက်ဘူးငါကလေးကိုဆက်ကြည့်တော့ပါဒီစီးတွေအကုန်လုံးသိမ်းသွားပြီတဲ့ဖနက်ကစားမကြံတော့ဘူးတဲ့မင်းကြီးထွက်သွားပြီတဲ့လူရလိုက်တာမင်းမကြီးပစံတော်ရှိမဲ့ပုံမယ်နော်မိမောစင်ထားတာတိတ်တထောင်ကျော်ဘူးပစ္စည်းတွေယူသွားလို့ပြောတာမဟုတ်ဘူးနော်ပစ္စည်းတွေယူသွားလို့ပြောတာမဟုတ်ဘူးပြန်လာခဲ့ပါမိမရေ ပဲဆွေးမှုတွေကုန်ပေးပါမယ်မင်္ဂလာလားလို့နော်ကဲတက္ကသိုလ်ကပတ်သက်တူပါတော့ဒီကောင်းလေးရယ်မကောင်းတာကြားတယ်ကိုအကြောင်းလေးပဲတင်ပြရတာလေအားနာပါတယ်နော်ပတိန်သူဒီဒီအနေထားတစ်ခုရောက်ခါမှပတိန်သူဆိုတာနေလို့ဖြစ်ကြရောက်လာမဟုတ်ပါဘူးလို့နော်ဒါတွေကလည်းစပြီးတော့ခင်တဲ့တကယ်ချင်းနဲ့အကုန်လုံးသိပါတယ်လို့နော်ဒီနေ့ဒီရဲ့အချိန်ကဟိုးသူနဲ့စတူတဲ့အချိန်လုံးတွေကဒီနေ့ဒီရဲ့အချိန်ထိပ် သူ့ဘာတက်တာဖောက်ခဲ့ဘူးဘာတခုမှသူမသိတာမလုပ်ခဲ့ပါဘူးနော်ဘယ်တော့မှသူမသိပဲနဲ့ဘာတခုမှမလုပ်ဘူးတစ္ဆာကိုတံပိုးထားတဲ့ဒါရွှေသိမ့်တော်ရွှေသိမ့်တော်ကရေမန်းပါဒါဒါကိုပသိမ့်သူကကင်တွယ်ပြီးတော့ပြောရပါတယ်ဘာပြောမလဲဆိုကိုကိုကိုယုံကြည်မှုရှိလို့ပါနော်ဒါကိုကင်တွယ်ပြီးပြောရပါတယ်ဒါကိုလည်းပသိမ့်သူကဒိတ်ထန်ပြီးတော့လည်း ်ပြီးတဲ့ချိုးကောက်ပဲဆိုတာပါ။သစ္စာဆိုရဲပါလေလို့ငါသစ္စာဆိုတာဒိဋ္ဌာန်ထားတဲ့ ကဲကျွန်တော်တင်ခဲ့ခြင်းအားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပြန်နော်ဒီဗီဒီယိုထဲမှာတချို့တွေပြောကြတာလဲပေါ့နော်ဒီသူ့ရဲ့ယောက်ျားကမိန်းမကိုလည်းတော်တော်နှိပ်စက်တယ်လို့လည်းပြောတယ်ဗျာနော်တချို့တွေပြောတာကြတော့လည်းပသိမ်သူကိုပေါ့နော်သူ့ရဲ့ယောက်ျားကအယမ်းချစ်တယ်လို့လည်းပြောကြတယ်ဗျာနော်ဒါပေမဲ့လောလောဆယ်ကြည့်ရတာတော့ပေါ့နော်ဒီယောက်ျားဖြစ်သူကတော်တော်ကြီးကိုလည်းကြည်ခွဲနေဗျာနော်ပတ်စံနေပါသွားတာတက်ရွှေတွေငွေတွေပါသွားတာတက်ပေါ့နော်သူ့မိန်းမကိုသူတော်တော်ကြီးပြန်လို့ခြင်းတဲ့ပုံစံမျိုးတော့ရှိတယ်ဗျာနော် ကဲတကယ်ကျွန်တော်လည်းပြောပြခြင်းနဲ့အကြောင်းအရာလေးရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျာနော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ